အီရန်အစ္စရေးကတော့တနက်တန်နေထိတ်သွားပြီးတော့ဂျာကလုံးဝငြိမ်းချမ်းရေးလားစစ်ပွဲကိုအရှိန်မြင့်ဖို့လားဆိုတာကိုတော့တအံ့မပြောနိုင်သေးပါဘူး။ဒါပေမဲ့ဒီနေရာမှာဒီပြိပက္ခကြီးမှာတတိယမြောက်ကစားသမားကြီးရှိနေပါတယ်။သူကတော့ဘုံတန်လဲမခံရတနက်နေ့လဲအပြစ်မခံရပါမယ်။အီရန်ပြည်ရင်သူလဲအကြက်ဆိုင်ပါမယ်။ဒါကတော့အားလုံးလဲသိကြမယ်။တရုတ်ကြီးပဲဖြစ်ပါရင် အရင်တော့ကလည်းပြောခဲ့ဘူးသလိုတရုတ်ကအီရန်ရဲ့ရှင်းလင်းတင်ပို့မှုကိုလက်ဝဲကြီးအုပ်ပြီးတော့အကြီးကအမိခိုနေရတာပါ။အခုလောလောလောဆယ်ဆယ်ရေဖြစ်လာတဲ့အချိန်မှာတော့တရုတ်ကြီးလည်းမျက်ခုံးလှုပ်လာပါပြီ။ဒါကြောင့်အီရန်ရဲ့ရေနံအသက်သွေးကြောကိုအမေရိကန်တွေဘလို့ချုပ်ကင်ခဲ့လဲ။ဒီကျွန်းကြီးသာတိုက်ခိုက်ခံရရင်တရုတ်ရောအီရန်မှာဘလောက်ထိအကျပ်ဆိုင်သွားနိုင်လဲ။နောက်ဆုံးကမ္ဘာစီးပွားရေးကိုပါဘလောက်ဆူဆူဝါးထိခိုက်သွားမလဲဆိုတာတင်ဆက်သွားပါမယ်။ လက်ရှိအခြေအနေအရအမေရိကန်ပြည်ထောင်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအီရန်နိုင်ငံရဲ့နျူကလ িয়ার ဆက်ရုံတွေကိုပြင်းထန်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်မှုတွေကဘာမှအောင်မြင်မှုမရရှိခဲ့ဘူးလို့အီရန်အမြင့်ဆုံးခေါင်းဆောင်အယာချိုလာဟာမီနီကိုရိုင်းကပုံခုနေရကနေလူရှိသူရှိထွက်လာပြီးတော့ပြောခဲ့ပါတယ်။ဒါအပြင်အီရန်အစ္စရေးပြည်ပခါမှာသူတို့အောင်ပွဲခံခဲ့တယ်လို့ကြေညာခဲ့ပြီးဒီလေကြောင်းတိုက်ခိုက်မှုတွေကသမရထရန်ရဲ့ရှိုးဝဲတာဖြစ်ကြောင်းလည်းပြောပါတယ်။ အီရန်ကိုအစ္စရေးကတိုက်ခိုက်ကြတဲ့ပတ်သက်ပြီးတော့ဘေးကနေဘာမှ မလုပ်ပေးပဲအလွန်ဆိုရင်ပူပန်နေရပါတော့တရုတ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးကအီရန်ရဲ့ရေနံစက်ရုံတော်တော်များကိုဖျက်ဆီးပြလိုက်လို့ပါပဲ။အီရန်ရဲ့ရေနံ90ရာခိုင်နှုန်းကတရုတ်စီကိုတိုက်ရိုက်သွားတာဖြစ်ပြီးတော့အခုတော့အဲဒီထောက်ပံ့မှုဆွလွန်ရတော့မဲ့အခြေအနေရောက်သွားပါတယ်။ ီချက်ပုံဆိုတာကဒီရေနံလေးကို အမြင့်ဖြဲမဲ့စစ်စင်ကြီးကိုနောက်ထပ်ရအနေနဲ့ဆက်လုပ်သွားမယ်လို့အစ္စရေးကကြေညာထားပါတယ်။ဒါကြောင့်တရုတ်ကဒီသင်းငယ်တဲ့ကျွန်းခတ်ကျွန်းကို အစ္စရေးကတိုက်ခိုက်လာမှာကိုစိုးရိမ်နေပါတယ်။ဘာလို့လဲဆိုတော့ဒီကျွန်းမရှိရင်တရုတ်ရဲ့စီးပွားရေးရပ်တန့်သွားမှာမဟုတ်လို့ပါ။ ဓာတ်ဆိုဒီကျုံးမှာဘာတွေရှိနေလို့ဒီလောက်အရေးကြီးနေတာလဲပြီးတော့ဘာလို့အခုလိုမျိုးပြင်မဲ့ကြီးတစ်ခုဖြစ်လာတာလဲအရင်ဆုံးခတ်ကျုံးရဲ့သမိုင်းကိုကြည့်ရအောင်ဒီကျုံးကအရန်သေးငယ်ပါတယ်ခနိတ္တမခနိစတူရန်မိုင်သို့မဟုတ်20စတူရန်ကီလိုမီတာပဲရှိပါတယ် အတုံးဝင်တဲ့နေရာတော့တိတ်မဟုတ်ပါဘူးဒါပေမဲ့1950ပြည်နှစ်တည်းကစပြီးဂျီမားရဲ့ရေနံဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရေနံတင်ဖို့တဲ့နေရာအတွက်အကောင်းဆုံးနေရာမှာတည်ရှိနေလို့ပါ။အီရန်ကန်ဂျီကနေ25ကီလိုမီတာ16မိုင် အကွာပါရှန်ပင်လယ်ကွေ့ထဲမှာရှိပြီးတော့ရေအနက်ပိုင်းကိုဝင်ရောက်နိုင်တဲ့အတွက် တခြားအီရန်စိတ်ကန်းတွေမှာစိုက်ကက်လို့မရတဲ့ဈေးမရတဲ့အရင်တည်းသင်းမောကြီးတွေစိုက်ကက်နိုင်ပါတယ်ဒီ area ကတခြားစိတ်ကန်းတွေအချက်မုံတိုင်းတန်ခရလေးရှိတယ်လို့အဆင်မပြေဘူးဒါအပြင်အီရန်ရဲ့ရှင်နယ်တွင်းအများစုကအီရန်ရဲ့နောက်တောင်ဘက်မှာအနီးဆုံးရှိနေလို့ဒါကလည်းနောက်ထပ်အားသာချက်ကြီးတစ်ခုဖြစ်ပါတယ်ဒီရန်တွင်းတွေမှာ ကမ္ဘာရေနဲ့အရန်တယံစာကြရဲ့30ရာခိုင်နှုန်းဒါမှမဟုတ်ဘီလီယံ150ရှိပါတယ်။ဒါကြောင့်အီရန်အမျိုးသားရေနံကုမ္ပဏီ NIOC က1959ခုနှစ်မှာခတ်ကျွန်းမှာတိစားရေးလုပ်ငန်းတွေစတင်ခဲ့ပါတယ်။သူတို့ကကျွန်းနဲ့ဂုံးမကြီးကိုရေအောက်ပိုင်လိုင်းများစွာနဲ့ချိတ်ဆက်ခဲ့ပြီးတော့အီရန်ရဲ့ရေနံတွေးအများစုကိုချိတ်ဆက်ခဲ့ပါတယ်။အကြခင်မှာပဲခတ်ကျွန်းရဲ့ရေနံတင်ပို့မှုစခန်းဟာ ဇနေကိုတန်ပေါင်းများစွာသောရေနံစီတွေထင်ပေါ်နိုင်တဲ့စွမ်းရည်ကိုရရှိခဲ့ပြီးတော့တူလောင်ကံများစွာနဲ့သင်းမောစိတ်တီကိုလည်းဆောက်လုပ်ခဲ့ပါတယ်။ဒီကျွန်းကိုရေနံတင်ပို့တဲ့စက္ကန့်နေနဲ့ပဲမတုံးပဲ1969ခုနှစ်မှာ NIOC က American ရေနံကုမ္ပဏီ AMO နဲ့ပူးပေါင်းပြီးတော့ Card ရေနံဓာတုစက်ရုံကိုထိချောင်ခဲ့ပါတယ်။ဒီစက်ရုံကရေနံစိမ်းနဲ့သဘာဝတန်ငွေ့အရှိကို Sulfur အဖြစ်ပြောင်းလဲပေးနိုင်ပြီးတော့ ဒွေနန်ကိုပြည်ရင်းမှာတန့်စင်ပြီးတော့မှတင်ပို့တာကြောင့်အီရန်ရဲ့တင်ပို့မှုတွေကပိုတန်ပိုးရှိလာပါတယ်။အစကတော့ဒီတင်ပို့မှုတွေကိုဂျုံပေါ်ကနေပဲသမောတွေပေါ်ချိန်ခဲ့ပေမဲ့တန်ချိန်2သိန်း8000ကျော်အလေးချိန်ရှိတဲ့သမောကြီးတွေရောက်လာတော့1980ပြည့်နှစ်မှာအရှိတောင်ဘတ်ချန်ကန်းဂျီနာမှာလူလုံစိတ်ခံတံတားကိုထပ်ထည့်ခဲ့ပါတယ်။ဒါကို1984မှာပြီးစီးခဲ့ပြီးတော့ ဒီစိတ်ခံတရားအသည့်ရဲ့အနံ့ဆုံးနေရာက32ကီလိုမီတာရှိတာကြောင့်တန်ကျိန်၅သိန်းအထိရှိတဲ့စူပါရေနံတင်သင်္ဘောကြီးတွေကိုစိုက်ကပ်နိုင်ပါတယ်။ဒီသင်္ဘောတွေကို24နာရီကနေ48နာရီအတွင်းရေနံဖြည့်နိုင်ပြီးတော့ဟောမုစ်ရေနံကြားအထိရေမိုင်၄00ခီးကို24နာရီကနေ90အတွင်းသွားနိုင်တာဖြစ်ပါတယ်။ ဒီလူလုံးစိတ်ခံကြတာကိုထည့်လိုက်တဲ့အချိန်မှာခါကအီရန်ရဲ့စုစုပေါင်းရေနံကျင်ပိုးမှုရဲ့90ရာခိုင်နှုန်းကိုခိုင်တယ်နိုင်ခဲ့ပြီးတော့ဒီနေ့ကိုအမြင့်ဆုံး6တန်းစီတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုတင်ပို့နိုင်တာက1980ပြည့်နှစ်ချိန်မှာအီရန်ရဲ့စီးပွားရေးကြီးထွားမှုအတွက်ကြုံထုံနောက်ခံဖြစ်စေခဲ့ပြီးတော့ GDP ထိုးတက်နှုန်းကမိုးထောင်နေခဲ့ပါတယ်တီဟီရန်မြို့လည်းအရှိန်အဟုန်နဲ့ကြီးထွားလာပြီးတော့ နိုင်ငံလဲအရင်အထက်ပိုမိုခင်မိလာခဲ့ပါတယ်။ကောင်းနေလို့ထင်ရပေမဲ့လူလူကတိတ်ပြီးတော့ပျော်ရွှင်ခဲ့ကြတာတော့မဟုတ်ပါဘူး။အီရန်ရဲ့ရေနံလုပ်ငန်းမှာနိုင်ငံသားယဉ်နီးမြှုပ်နှံမှုတွေအများကြီးရှိနေလို့ပါပဲ။1908ခုနှစ်ကတည်းကဒီချိန်လုပ်ငန်းရှင်အဖွဲ့ကရေနံကိုရှာဖွေတွေးရှိခဲ့ပြီးတော့အီရန်ရဲ့ပထမဆုံးရေနံကျွေးတွေကို Anglo Persian Wine Company ကဖော်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကတော့ရေနံရရတဲ့ဝင်ဝင်အများစုက ဒီတင်လက်သေးရောက်နေတာကိုလူလူကသိမကြိုက်ပါဘူး။ဒါကြောင့်1953ခုနှစ်မှာအီရန်ဝင်စည်းတုပ်ကရှင်းတဲ့လုပ်ငန်းကိုနိုင်ငံပိုင်လုပ်ဖို့ကြိုးစားခဲ့ရမှာအနောက်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုထိခိုက်စေခဲ့ပါတယ်။ဒီတိုင်နဲ့အမေရိကန်ကဒါအောင်မကြိုက်ပဲ CIA နဲ့ MI16 တို့ပူးပေါင်းပြီးတော့အီရန်အစိုးရကိုဖြုတ်ချဖို့ အာဏာသိမ်းခဲ့တာဖြစ်ပါတယ် CIA နဲ့ MI စစ်တို့ပူးပေါင်းခဲ့တာဖြစ်တယ်သူတို့ကရှာဘရင်ကိုပြန်လည်အာဏာပေးအပ်ခဲ့ပြီးတော့အာဏာအလွန်အကျူးပိုပေးခဲ့တာကြောင့်အာဏာရှင်တအူးဖြစ်လာခဲ့ရလဲဖြစ်ပါတယ်အီရန်ပြည်သူတွေကလည်းရှာကနိုင်ငံသားအကျိုးစီးပွားတွေကိုကာကွယ်ပေးနေတယ်လို့ယုံကြည်ခဲ့ပါတယ်သူကအမေရိကန်နဲ့စည်ရေးပူးပေါင်းဆောင်ရွက်ပြီးအနောက်တိုင်းကုမ္ပဏီတွေနဲ့စီးပွားရေးစာချုပ်တွေချုပ်ဆိုခဲ့တာကလူကြိုက်မများခဲ့ပါဘူး။ ရှာကသူ့ရဲ့လျှို့ဝှက်ရဲတပ်ဖွဲ့ဖြစ်တဲ့ Savak ကိုတုံးပြီးတော့နိုင်ငံရေးအကြိုက်ခံတွေကိုနေနေတဲ့အခါမှာတော့ပြည်သူတွေကတော်တော်ကို စိတ်ကုံသွားခဲ့ကြတာလည်းဖြစ်ပါတယ်။ဆန္ဒပြဝဲရီကမတူညီတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကနေပေါ်ပေါက်လာခဲ့ပြီးတော့ နောက်ဆုံးမှာရှာဝဖြုတ်ချပြီးအစ္စလာမစ်အစိုးရတွေကစားထိုးခဲ့ပါတယ်။ဒီအစ္စလာမစ်တွေကအများစုတော့မဟုတ်ကြပါဘူး။ဒါပေမဲ့သူတို့ကအကြောက်ဆုံးနဲ့စီယုံမှုအရှိဆုံးဖြစ်လို့ဒီအုံကျော်မှုကြားမှာအီရန်အစ္စလာမစ်သမားနိုင်ငံကိုထူထောင်ခဲ့ပါတယ်။ဒီအစိုးရတဲ့ကနိုင်ငံသားရှီလန်ကုမ္ပဏီတွေကိုနှင်ထုတ်လိုက်ပြီးတော့ NIOC ကအီရန်လုံးဝပိုင်ဖြစ်လာခဲ့တာဖြစ်တဲ့အစပိုင်းမှာတော့ဒါကအဆင်မပြေပါဘူး။ရေနံထုတ်လုပ်မှုနဲ့တင်ပို့မှုတွေထိုးချသွားခဲ့ပါတယ်။နိုင်ငံသားကုမ္ပဏီတွေကသူတို့ရဲ့နေပညာတွေနဲ့အတူထွက်ခွာသွားကြပြီးတော့နိုင်ငံသားသားများစွာလည်းနှိမ့်ဆက်ခံရမှာကြောင့်လို့ထွက်ပြေးခဲ့ကြပါတယ်။အီရန်အစ္စလာမ်ရဲ့သမ္မတနိုင်ငံဟာရေနံအတွက်အဓိကဈေးကွက်ဖြစ်တဲ့အမေရိကန်နဲ့ 1989ခုနှစ်တီဟီရန်တန်ယုံတစားကအရေးခင်းကြောင့်ဆက်ဆံရေးပြတ်တောက်ခဲ့ပါတယ်။လက်နက်ထိုင်ကျောင်းသားတွေကအမေရိကန်တပ်တမန်53ဦးကို444ရက်ကြာဖမ်းဆီးထားခဲ့ပြီးတော့အီရန်ဒေါ်လာရင်းသမားတွေကအမေရိကန်မှာခိုလုံနေတဲ့ရှာဘီရင်ကိုပြန်လွှဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီဖြစ်ရက်ကြောင့်အမေရိကန်ကအီရန်နဲ့တန်တမန်ဆက်ဆက်ရေးဖြတ်တောက်ပြီးတော့စီးပွားရေးပိတ်ဆို့မှုတွေစတင်လို့ဆောင်ခဲ့ပါတယ်။အီရန်ဒေါ်လာရင်းပြီးတနည်းအကြာမှာတော့ အီရတ်ခေါင်းဆောင်ဆက်ဒန်ဟူစိန်ကနိုင်ငံချဲ့ထွင်ဖို့နဲ့ရေနံတွင်းနေသိမ်းပိုက်ဖို့အတွက်အီရန်ကိုကျူးကျော်ခဲ့ပြီးတော့အမေရိကန်နဲ့ပြည်ထောင်ရဲ့ထောက်ခံမှုနဲ့နိုင်ငံအထောက်အပံ့တွေရရှိထားတဲ့ဆက်ဒန်ကအီရန်စီးပွားရေးကိုချိန်မုံဖို့ခတ်ကျုံးကိုမရှိမနာပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်ပွဲကြောင့်ခတ်ကျုံးရဲ့ရေနံစက်ရုံတွေကလုံးဝနှိပါပျက်စီးခဲ့ပြီးတော့အီရန်ရဲ့ရေတံထုတ်လုပ်မှုကလည်းစစ်မတိုင်ခင်ကတနည်းကို6တန်းစီရနေစစ်ပွဲအတွင်းမှာ နှစ်သုံးတန်းစီလောက်ထိကိုကျဆင်းသွားတာဖြစ်ပါတယ်။နှစ်တန်းစီဒါမှမဟုတ်သုံးတန်းစီဖြစ်ပါတယ်။1988ခုနှစ်အထိကြာမြင့်ခဲ့တဲ့ဒီစစ်ပွဲအတွင်းမှာအီရန်ကစုစုပေါင်းဒေါ်လာ1 trillion ကျော်ဆုံးရှုံးရေးရှိခဲ့ပြီးတော့ရေနံဝင်ဝင်ဆုံးရှုံးမှုကအဓိကအစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။စစ်ပွဲပြီးဆုံးတဲ့အခါမှာတော့ အီရန်ကခတ်ချုံကိုပြန်လည်တိဆောက်ခဲ့ပြီးတော့ရေနံလုပ်ငန်းကိုအဓိကချားကနိုင်ငံကိုဖြည်းဖြည်းချင်းပြန်လည်ထူထောင်ခဲ့ပါတယ်။ရုရှားနဲ့တရုတ်တို့စီကရေနံဆက်ပစ္စည်းတွေသွင်းယူပြီးတော့ရေနံတွင်းနေပိုင်လိုင်းတွေနဲ့စခန်းတွေကိုပြန်လည်ပြင်ဆင်ခဲ့တာကြောင့်2000ပြည့်နှစ်အစောပိုင်းမှာဇနီးကို၄တန်းစီအထိပြန်လည်ထုတ်လုပ်နိုင်ခဲ့ပြီးနှစ်တန်းကိုဂျပန်၊ဥရောပ၊တရုတ်နဲ့အိန္ဒိယလိုနိုင်ငံတွေကိုတင်ပို့နိုင်ခဲ့ပါတယ်။အမေရိကန်ကိုရေနံမရောင်းနိုင်တော့ပေမဲ့ဝယ်လက်အစ်စ်တွေရှာဖွေနိုင်ခဲ့တာကြောင့် စီးပွားရေးကိုပြန်လည်ပြီးတော့ဥမော့လာစေခဲ့ပါတယ်။ဈေးသက်သာတဲ့ရေနံရရှိမှုကြောင့်အီရန်ရဲ့စီးပွားရေးက2012ခုနှစ်မှာ GDP ဒေါ်လာ640ဘီလီယံအထိလျင်မြန်စွာဥမော့လာခဲ့ပြီး အစိုးရအာဏာတည်မြဲဖို့ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့အီရန်ကရေနံဝင်ငွေတွေကိုပြည်ရင်းအစင်တန်မြင့်တင်ဖို့အသုံးမပြုဘဲရှီမင်၊ဂါဇာနဲ့လက်ဘနွန်တို့လိုနိုင်ငံတွေမှာရှိတဲ့ကိုယ်စားလှယ်စစ်ပွဲတွေကိုရန်ပုံငွေထောက်ပံ့ခဲ့ပါတယ်။ဒီအဖွဲ့တွေကိုခုခံရေးဝင်ရိုးလို့အီရန်ကသတ်မှတ်ပြီးတော့အစ္စလာမစ်ဝါဒပြန့်ပွားဖို့နဲ့ဩဇာချဲ့ထွင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီလိုလိုရည်ရည်အပြင်နျူကလ িয়ার ဆွမ်းရည်ကိုပါလိုက်စားလာတဲ့အတွက် ်အမေရိကန်အပါအဝင်နိုင်ငံတကာကစိုးရင်ခဲ့ကြပါတယ်။၂၀၂ခုနှစ်မှာအီရန်ဟာနျူကလ িয়ার လက်နက်ဖန်တီးဖို့စ조사နေတယ်လို့ဆွဆွဲခံရပြီးနောက်ပိုင်းနှစ်ချိန်မှာယူရေနီယံကိုလက်နက်အဆင့်ထိတန်းစင်ခဲ့တာကြောင့်ကျင်းပမှုတွေပုံမမြင်မလာခဲ့ပါတယ်။၂၀၁၁ကနေ၂၀၁၃ခုနှစ်အထိအမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကဖိဆိုးမှုတွေလှုံ့ဆော်ခဲ့တာကြောင့်အီရန်ရဲ့ရင်းနှံတင်ပို့မှု90ရာခိုင်နှုန်းကျော်ကျဆင်းပြီးတော့ စီးပွားရေးပြင်းထန်စွာထိခိုက်ခဲ့ပါတယ်။2015ခုနှစ်မှာနျူကလ িয়ার သဘောတူညီချက်ရခဲ့ပေမဲ့2016မှာသမရထရန်ကနှုတ်ထွက်ပြီးပိုပြင်းထန်တဲ့ပေးဆိုမှုတွေထပ်မံလုပ်ဆောင်ခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်2020မှာအီရန်ရဲ့ GDP ဟာ2012ခုနှစ်ရဲ့40ရာခိုင်နှုန်းမှာကျန်ရှိတော့တဲ့အထိထိုးကျသွားခဲ့ပါတယ်။အကြာသေးတဲ့နှစ်တိမှာတော့အရေးရေနံရောင်းဝယ်ရေးနီလန်းနဲ့တရုတ်ကိုရေနံတင်ပို့နိုင်ခဲ့တာကြောင့်ဈေးဝယ်အနေနဲ့ပြန်လည်ပြီးတော့ဥမော့လာခဲ့ပါတယ်။ လက်ရှိမှာအီရန်ကနျူကလ িয়ার လက်နက်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတစ်ပတ်အတွင်းဖန်တီးနိုင်တဲ့အစ်စ်ရောက်နေပြီလို့သုတေသီတွေကဆိုပါတယ်။တစ်ချိန်တည်းမှာပဲအီရန်ဂျောထောက်နောက်ခံပြုထားတဲ့ Hamas Hezbollah နဲ့ Houthi တို့ကြောင့်အရှိအလေပိုင်းပြည်ပခန့်တွေပုံမှုပြီးတော့ပြင်းထန်လာနေပါတယ်။ဟုတ်ကဲ့ပြောတဲ့ပုံစံမျိုးနဲ့အတူတူပေးချင်တာကတော့အီရန်ရဲ့ Khat Jun ရဲ့အရေးကြီးပုံဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုမချေမှတ်တဲ့အတွက်အမေရိကန်က PR တွေအများကြီးပေးနေပါတယ်။ သမားထရန်ကတော့လေယာဉ်ကျင်းသင်းမောတွေ F35 နဲ့ B2 ပုံကျဲလေယာဉ်တွေကိုဒေတာထဲမှာချထားပြီးပြင်းထန်တဲ့နျူကလ িয়ার သဘောတူညီချက်ကိုလက်ခံဖို့အီရန်ကိုဖိအားပေးနေပါတယ်။ဒီလိုမှမဟုတ်ရင်အီရန်ကဒီလိုကြီးမားတဲ့အန်ဒီယန်နဲ့ရင်ဆိုင်ရလိမ့်မယ်လို့လည်းပြောထားတာဖြစ်ပါတယ်။အကယ်လို့စစ်ပွဲဖြစ်လာခဲ့ရင်အစ္စရေးကအမေရိကန်ဘက်ကနေပါဝင်လာမှာဖြစ်ပြီးတော့ အီရန်ရဲ့စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ခတ်ဂျွန်းကိုဖျက်ဆီးပြစ်နိုင်ပါတယ်။ခတ်ဂျွန်းဖျက်ဆီးသွားရင်အီရန်ရဲ့ရေနံကျင်ပိုးမှု90ရာခိုင်နှုန်းရှက်သွားပြီးတော့ဒေါ်လာ90ဘီလီယံလောက်ရှိတဲ့ရေနံဝင်ငွေဆုံးရှုံးသွားမှာပါ။ဒါကအီရန်ရဲ့ကုန်သွယ်ရေးနဲ့အစိုးရဗဏ္ဍာရေးကိုပြင်းပြင်းထန်ထန်ထိခိုက်စေမှာပါ။အီရန်ရဲ့ဂျော်လန်ရေးတပ်ဖွဲ့ IRGC ကလည်းရေနံလုံငန်းရဲ့၃ပုံ၃ပုံလောက်ကိုထိန်းချုပ်ထားပြီးတော့အမြင့်ဆုံးခေါင်းဆောင်အတွက်သီးခြားရန်ပုံငွေတွေရှာဖွေပေးနေပါတယ်။ ဒါပေမဲ့ခတ်ကျုံးကိုတိုက်ခိုက်ခံရရင် IRGC ရဲ့ဝင်ငွေတွေကဖြိုချပြီးတော့အမြင့်ဆုံးခေါင်းဆောင်ရဲ့အာဏာအခြေခံပြန်စည်းသွားနိုင်ပါတယ်။အဲဒီအခါ2018 2019ခုနှစ်တည်တုန်းကလိုအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေပြင်းပြင်းထန်ထန်ချက်မှန်ဖြစ်ပွားပြီးတော့ Islamic အစိုးရပါပြုံလဲသွားနိုင်ခြင်းရှိပါတယ်။ Americans ရဲ့ Israel မှာခတ်ကျုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းရည်အပြည့်အဝရှိပါတယ်။ အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဖြစ်တဲ့ S300, S400 နဲ့ Valvar 373တို့ကအစ္စရေးရဲ့ F35 တိုက်လေယာဉ်တွေနဲ့အမေရိကန်ရဲ့ Tomahawk ဒုံးကျည်တွေကိုကာကွယ်နိုင်စွမ်းမရှိသလောက်ပါပဲ။ American မလီယန်တဲ့သင်္ဘောတွေ B2 ဘုံးကျည်လေယာဉ်တွေနဲ့တခြားရေတပ်အင်အားစုတွေအများကြီးရှိတာကြောင့်အီရန်ကဒီကျုံးကိုကာကွယ်ဖို့ခွင့်ရလုံးဝမရှိဘူးလို့ပြောလို့ရပါတယ်။ မရိကန်တပ်ဖွဲ့တွေကအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကိုအလွယ်တကူကျော်လွှားပြီးတော့ရေနံတင်ပို့တဲ့စက္ကန်းကိုဖျက်ဆီးနိုင်ပါတယ်။အမေရိကန်ကလုံးဝဖျက်ဆီးပြစ်တာဒါမှမဟုတ်ဒုလူနိုင်ငံမျိုးနဲ့တိုက်ခိုက်တာကိုလုံးနိုင်ပါတယ်။နောက်တစ်ခုကရေနံတူလောင်ကန်တွင်တင်မောင်းတွေနဲ့ဂျင်ဆောင်တဲ့ဆက်ယုံတွေကိုဖျက်ဆီးနိုင်ပြီးတော့မလို့အထက်တိုက်ခိုက်မှုတွေကိုလျှော့ချနိုင်ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ကတခြားအီရန်ရေနံတင်ပို့တဲ့စက္ကန်းတွေကိုလည်းတိုက်ခိုက်ပါလိမ့်မယ်။ အီရန်ကဟော်မုတ်ရေလက်ချားရဲ့တခြားတစ်ဖက်မှာ just the can ဆိုတဲ့ဂျေဘူရေးစခန်းအသစ်တစ်ခုတိစောက်ထားသေးရလဲဖြစ်ပါတယ်ဒီစခန်းကအီရန်ရဲ့အနောက်တောင်ပိုင်းရေနံကျွန်းနေနဲ့ကြီးမားတဲ့ရှေးအောက်ပိုင်းလိုင်းဖြစ်တဲ့ Gori Gas Pipeline နဲ့ချိတ်ဆက်ထားပေးပါတယ်ကြာကခတ်ကျုံးကိုကြော်သွားပြီမဲ့အခုချိန်မှာခတ်ကျုံးကိုအစားထိုးနိုင်လောက်အောင်ဆွမ်းရည်မရှိသေးပါဘူးအနာဂတ်မှာအစားထိုးနိုင်ရင်တောင်အမေရိကန်ဒါမှမဟုတ်အစ္စရေးက ဂျက်စကန်ကိုလည်းထိခိုက်စေနိုင်တဲ့အစိုးကျိုးရင်းနဲ့အတူအလွယ်တကူတိုက်ခိုက်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုလည်းကူပြီးတော့အီရန်ကိုပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်စေနိုင်ပေမဲ့အမေရိကန်ဂျာမန်မဟုတ်အစ္စရေးတို့ကအီရန်ရဲ့ရနေတင်ပို့တဲ့စကန်တွေကိုတခါမှမတိုက်ခိုက်ဘူးပါဘူး။ဂျာကအတိုင်းအတာတစ်ခုအထိစစ်ပွဲကြီးဖြစ်လာနိုင်လို့ပါ။ဒီစစ်ပွဲကအီရန်အစိုးရဖြိုလဲမှပဲပြီးဆုံးမှာဖြစ်ပါတယ်။အစ္စရေးဂျာမန်မဟုတ်အမေရိကန်ကဒီပရိပတ်မှာဝင်ပါဖို့ဆုံးဖြတ်မှာဖြစ်ပြီးတော့ ဒါကပြည်ရင်းမှာလေလူကြိုက်များမှာမဟုတ်ပါဘူး။တစ်ချိန်တည်းမှာပဲခါကျုံးကိုတိုက်ခိုက်တာကအီရန်ကိုသူ့ရဲ့ပထမဆုံးနျူကလ িয়ার ဘုံးကိုတိဆောက်ဖို့ကြိုးအားပေးမှသိကြပါရင်။ဒါကြောင့် Israel American နဲ့အရှိအလိုက်ပိုင်းတစ်ခုလုံးကဂျာဝိုဘလိုနီနဲ့မဆိုကာကွယ်ကြပါရင်။ဒါအပြင်အီရန်ရဲ့ရေနံတင်ပို့မှုရက်တက်သွားတာကကမ္ဘာရေနံစည်းကွက်ကိုဆိုးရွားတဲ့အကျိုးသက်ရောက်မှုရှိနိုင်ပါရင်။ ဤရွယ်ရဲ့အရေးရေနံတင်သင်းမောတွေကိုခြေရခံဖို့ခတ်တာကြောင့်ခံမှန်းကြေရခွဲပြားနိုင်ပါတယ်။ဒါပေမဲ့ဤရန်ကကဘာမှာရေနံတင်ဖို့သူ၁၀ဦးထဲမှာပါပါတယ်။ဤရန်ရဲ့ရေနံထောက်ပံ့မှုမရှိရင်ရေနံဈေးကတိတိတသာတက်လာမှာဖြစ်ပြီးတော့တစ်စီကို85ဒေါ်လာကနေ100ဒေါ်လာအထိရောက်နိုင်ပါတယ်။ဒါကကဘာတကွန်ကစားသုံးသူတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။အမေရိကန်ကအီရန်ရှင်နံကိုမဝယ်ရင်တောင်တရုတ်ကတခြားနိုင်ငံတွေစီကရှင်နံဝယ်ဖို့စူးစမ်းမှာဖြစ်ပြီးတော့ ထောက်ပံ့မှုပြည်လဲ့မှုကြီးဖြစ်လာမှာပါဒါကြောင့်ငွေကြေးဖောင်းပွားမှုအသစ်ဖြစ်လာနိုင်ပါတယ်ဒါကသမ္မတ trend အတွက်ရွေးချယ်စရာကောင်းတဲ့နည်းလမ်းတော့မဟုတ်ပါဘူးသူရဲ့လူကြိုက်များမှုတွေကိုထိန်းထားကြလို့ပါခတ်ထုံးကိုတိုက်ခိုက်တာကပင်လယ်ကွေ့နိုင်ငံတွေနဲ့ဖူးပေါင်းဆောင်ရွက်မှသာအတိတ်ပဲရှိပါလိမ့်မယ် sorry arabia လိုနိုင်ငံတွေကသူတို့ရဲ့ထုံးလုံးမှုစွမ်းရည်ကိုတွန်းမြင့်လိုက်ရင်အီရန်ကနေဆုံးရှုံးသွားတဲ့အချိန်ပေါ်မှုတွေကိုအလွယ်တကူဖြည့်ဆည်းပေးနိုင်ပါတယ် တကယ်တော့ဂျာတာသူတို့အတွက်ဝေပိုရတဲ့အတွက်လုံးဝကိုလှုပ်ချင်ကြမှာပါထရန်ရဲ့2018ခုနှစ်အီရန်အပေါ်ဖေးဆုံးမှုတွေတုန်းက Saudi Arabia ကငွေကြေးဖောင်းပွားမှုကိုတားဆီးဖို့ဝင်ရောက်လှုပ်ဆောင်ခဲ့ပါတယ်သို့တော်လည်းဗလန်ခွေနိုင်ငံတွေကအီရန်အပေါ်တိုက်ခိုက်မှုအပြည့်အစုံကိုသဘောတူဖို့ခက်ခဲပါလိမ့်မယ်ဒါလို့လဲဆိုတော့တုံ့ပြန်မှုကပြင်းထန်နိုင်လို့ပါအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကသူချရှုံးရင်အားလုံးကိုပါခေါ်သွားမယ်လို့ထင်နိုင်ပါတယ် အီရန်ကဟော်မုန်းစီးရလကြားကိုဟူတီတို့ဘတ်အမန်ဒတ်တို့ရလကြားမှာလုပ်ခဲ့တယ်လို့ပိတ်ဆို့နိုင်ပါတယ်။ဒါ ው ဒုံးကြီးတွေ drone တွေဒါမှမဟုတ်ရလကြားမှာမိုင်းထောင်တာတွေလုပ်နိုင်ပါတယ်။ဒါကဘယ်လောက်ထိစိုးဝါနိုင်လဲဆိုတာကိုပြောဖို့တောင်းခဲ့ပါတယ်။ ဒါကပင်လယ်ကွေးနိုင်ငံတွေကရေနံတင်ပို့မှုတွေအားလုံးကိုရပ်တန့်စီမှာဖြစ်ပြီးတော့ကမ္ဘာရေနံတင်ပို့မှုရဲ့40ရာခိုင်နှုန်းကျော်ကိုရပ်တန့်စီမှာဖြစ်ပါတယ်။ဒါကမကြုံစဘူးတဲ့ဒေတာရင်းအချက်အသေးနဲ့ကမ္ဘာစီးပွားပြည်ကပ်ကို ဖြစ်စေမှာပါ။နောက်ဆုံးမှာတော့အီရန်အစိုးရက ကမ္ဘာ့ကျန်တဲ့နိုင်ငံတွေထက်ပိုမြန်မြန်ပြိုကျသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဒေတာနဲ့ကမ္ဘာတစ်ခုလုံးအတွက်အများကြီးနာကျင်မှုတွေဖြစ်စီမှာမို့လုံးတက်နေလို့မထင်ပါဘူး။ဒါကြောင့်အခုလိုဂျန်နန်တဲ့အခြေအနေမျိုးကိုဘယ်တော့မှမရောက်ဖို့နဲ့အမေရိကန်နဲ့အီရန်တို့ငြိမ်းချမ်းရေးအတွက်သဘောတူညီချက်အသေးရဖို့မျှော်လင့်ပါတယ်။ဒါပေမဲ့ တကယ်လို့စစ်ပွဲကြီးဖြစ်ခဲ့မယ်ဆိုရင်ခတ်ကျွန်းကအီရန်အစ္စလာမ်ရဲ့တရုတ်နိုင်ငံမတည်မြဲနိုင်တဲ့အကြောင်းရင်းဖြစ်ပါလိမ့်မယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးထိကြပါစို့။ Like and Share လေးနဲ့အားပေးသွားကြပါအောင်ရှင်။